အလုံးဝင်မင်္ဂလာပါဒီတစ်ခေါက်ကတော့နောက်ထပ်ဆရာမောင်ရင်မာရဲ့ခေါင်းစဉ်စာအုပ်အတစ်တစ်ခုရေးထားရေပေါ့နော်အဲဆိုတော့ဒီစာအုပ်ရဲ့နာမည်ကတော့မြခင်လက်လက်ရင်းရင်းလို့အမည်ရပါတယ်ဒါဆိုရင်ဒီစာအုပ်ထဲမှာရောဘယ်လိုမျိုးဆောင်းပါးတွေပါလာအောင်လဲဆိုတော့ကိုနှဆင်ကြည့်ရအောင်ပါအဲ့တော့မလို့ရေးချက်ထားတဲ့ခေါင်းစဉ်လေးကတော့သူ့ရဲ့အစီခေါင်းစဉ်အတိုင်းနဲ့မြခင်လက်လက်ရင်းရင်းပဲဖြစ်ပါတယ်ဆိုတော့စပြီးတော့ဖလိုက်ပါတော့မယ် တခင်းလဲလဲညီညီအမေရင်ခွဲထိုင်ကုန်လို့လို့ငိုတူကလေးထိုင်ပါမယ်ကောက်ပင်ကြီးဟာကြောက်တင်ပုံပေါ့ကျေဝါလုံးကြီးရေးရမယ် အခုပြန်ဖတ်မိရင်အခုကိုပဲလွမ်းကျင်သည်အမေเจ้าသည်ဘဝမှာလွမ်းစရာအကောင်းဆုံးเจ้าတော်ကြီးဖြစ်သည်ကျွန်တော်အเจ้าဆက်တက်သည်နေကပေကက်ကက်လုပ်နေခြင်းမှာအမေရင်ခွေကိုလွမ်းနေခြင်းဖြစ်သည်ဘယ်တော့မှဆက်ပြီးလန်းတက်သွားရလဲဟုအမေတွေးကြည့်ခြင်းဖြစ်ပြီးထို့တို့တွေးကြည့်မိခြင်းမှာတကောင်းလုံးမှုခွေလုပ်နေသည်သာသမအဖို့အိုနှုတ်ထံမှဖိတ်ဆင်လာသည့်ဇကာတစကြောင့်ဖြစ်ပါသည် ။အော်အခုဖြစ်နေတဲ့ပြဿနာတွေလေလွမ်းတက်အောင်မသင်မပေးခဲ့ကြပဲကိုတဲ့။လွမ်းတက်အောင်သင်ပေးလို့ရသလား။အလွမ်းကိုသင်ယူဖို့လိုသလား။ရွာကကျွန်တော်တို့အိမ်အနီးမှာမူလာတန်းကျောင်းကလေးရှိခဲ့ပြီးစာအန်တန်ဝေကိုအိမ်ပေါ်မှာအတိုင်းသာကြားနေရသည်ဆရာကြီးကစာမေးတာဒံပေးတာအကုန်ကြားသိနေရသည်ပီတိပီကလောက်ခရင်ကျွန်တော်ဒီမကြမ်းမီကျောင်းပျော်ကလေးဖြစ်သွားခဲ့ပါသည် ကျောင်းကြီးပိတ်တော့မိနေຫນွေတရရဲ့၌ဆရာမကကဗျာတပုတ်တင်နေသည်ကျွန်တော်တို့ကအာငုံရသည်အထိလိုက်ဆိုရပါသည်ထို့နောက်ကဲလက်ပိုက်ပြီးပြန်ဒီကဗျာလေးကိုအိမ်ရောက်တဲ့အထိစူသွားရမယ်နော်နဲ့ဆရာမရဲ့အမိန်တော်မျက်ကိုကျွန်တော်တို့ကပျော်ရှင်ခြင်းနဲ့ဆိုပဲနာခံသိဝဲခဲ့ကြပါသည်အေးရိတ်တာတဲ့ပြညောင်ယူအော်အော်တော်လန်ချူဒိုးယိုစီးတဲ့နေရီတွင်တမင်ရေတောက်စင်မြခင်းလက်လက်ညီညီညီ ကန့်ကောဝမောစီဇာလီပြောတဲ့ကျောင်းတင်ကလူလေးသွားချင်စမ်းကျောင်းတင်ကကလေးနဲ့ကန့်ကောဝမောထုံထုံဝဝကလေးတွေရေပြေတဲ့လွင်ဝင်နေသည်ဟိမဝန္တာတို့တစ်သည်ရှာသွားတော့မဒီဒီဝီသည်တစ်စင်ကြားရဲတို့စီတားသည့်ကြားမှာသမီးနှင့်သားညှုံနေရှာရော့မိဟု တွေးတော့ပူပန်၍ခတ်တုတ်တုတ်ပြန်လာသည်တို့တော့ကြမ်းတမ်းရက်ဆက်တော်စူစကာပုံနာကြီးက ကနာဇာလီတို့ကိုရိုက်ပုတ်ခေါ်ဆောင်သွားခဲ့ပြီးကျောင်းတင်ကန်း၌ကနာဇာလီတို့မရှိတော့ပြီးဆ iam မကြီးပုံဝတ်ထုလေးကညီမြလွမ်းစရာကောင်းလိုက်ပါသည်။ထုံးရီဦးကရော့ဝါလေးတွေတဖြုတ်ဖြုတ်ကျွေနေသောနှွေဦးဖြစ်သည်ပရဖူးလေးတွေလက်လက်စီနေသောနှွေဦးဖြစ်သည်တရေကင်းလေးတွေတဖြောက်ပြောက်ပုံပေါက်နေသောနှွေဦးဖြစ်သည်ဒူထိုးပတ်ရှင်းပေါက်ဖက် တရကင်းကြွေကောက်ပတ်ဆရာကြီးဤချိန်လုံးစာမိပတ်ကစားပေါ်တငယ်ချင်းတွေနဲ့ခွဲခဲ့ရတော်မူဤဖြစ်သည်တတော်ကောင်းစွာမမိပါသည်ဆင်စစ်ဇာလီပြောတဲ့ចောင်းတင်ဟန်ဆိုဒီမှာအချားမဟုတ်ကျွန်တော်တို့ရွာကျွန်တော်တို့အိမ်အမီကခြေတံမြင့်မြင့်ရိုင်နဲ့နဲ့တစ်သားចောင်းဝင်လေးပဲဖြစ်ပါသည်ကျွန်တော်လေးတဲ့အောင်ပြီးနောက်ចောင်းတော်ကြီးကိုခွာ၍တငယ်ချင်းများကိုခွဲ၍လုံုံလို့ထီတော်အမေရှင်ဝင်ကိုစွန့်၍ ပသိန်တို့ကြောင်းသားနေရသည်ထိုကာလတစ်လျှောက်လုံး၌ကျွန်တော်သည်အလွမ်းနှင်သာနေခဲ့ရပါသည်။ညီညီမတွေကိုလွမ်းသည်အုံအောင်ငှက်ကိုလွမ်းသည်ခရီးပင်ကြီးကိုလွမ်းသည်လယ်ကွင်းပင်ကိုလွမ်းသည်ကောက်ပင်စိမ့်လေးကိုလွမ်းသည်။မိုးကဆိုရင်ရေပင်လေကြီးဖြစ်နေသောလယ်ကွင်းပင်ကြီးကြီးနှင့်လယ်ဆောင်တဲကလေးသည်ကပြဖြစ်သည်။မိုးရေတက်ရေတပွေပွေကွင်းကျယ်အဝေးဝေးတဲ့နေ့လယ်ကြောင်းစင်းချိန်ရိုးကြကွင်းရွာကတောချမ၏ တပြေပင်ကြီးအောက်ရင်ဆိုးလောက်ရေတဲ့တပြေသေးကောက်ရင်မြွတ်နယ်ကြီးတွေ့ချင်းဒီကဗျာဖြစ်သည်ဆရာကြီးအကျဉ်းလုံးဒီကဗျာဖြစ်သည်လက်နဲ့ခင်းနှင်းပွင့်လေးများဒီကဗျာဖြစ်သည်အော်လွမ်းမီလွမ်းရာလွမ်းခဲရသည်ရှိပါသည်မောင်လေးရင်ထပါတော့ရောင်နီလာလာပေါ့တကြော့နှကြော့တေးကိုတီးငကြနှုတ်ပလီတောင်းစီနာကခရီးပန်း ပင်အောင်ကြိုင်လို့လန်ပန်းလေးယူခဲ့မောင်လေးရဲ့သွားကောက်ချီစုကွယ်အမနဲ့မောင်ချစ်လိုက်ကြတာအမဤအတန်၌အကျဉ်းသာကယူနာတွေပြည့်သိမ့်နေသည်ကျေစစ်ကျွန်တော်မှညီမပဲရှိသည်အမမရှိတို့တော့ကြပြားတဲ့ကအမအကြီးကိုလွှမ်းရသည်တနေ့တနေ့ချိုအေးကြည်လင်တော့ဂယုဏအတန်ဝါချင်းနဲ့ဒေါ်တင်တင်မြကထိုကြပြားလေးကိုတချင်းလှုပ်ဆူခဲ့ပါသည်တီရာခုံးတွေ့လက်လက်တန်စင်ကြီး မုံလင်အဖြစ်ချစ်လင်အကျိုးမြေနိုးတော့တရာဆိုရင်ကြီးနိုးခြင်းလွမ်းမြေခြင်းတို့ဖြင့်ရင်ထဲတသိသိတုံလှိုက်ရလေသည်။ဗျာဗျာလေးတွေဇဝတိပုံမြင်လေးတွေကချစ်တဲ့အောင်လွမ်းတဲ့အောင်သင်ပေးခဲ့သည်။မတိနိုးနားနှင့်ပင်ဖြစ်စေကမူကျွန်တော်တို့သည်အလွမ်းကိုတင်ယူခွင့်ရခဲ့သည်ဟုအောက်မေ့မိပါသည်။တခြင်းတွေလည်းရှိသေးသည်။ခုတော့မေတယောက်ထဲခရီးကောင်းမြဲပါလေ အပြစ်ဘေကံပွားများနဲ့မောက်တွက်တာပဲလိုက်လိုက်လေးလေးဇူတောင်းပြီးမယ်လေခုဆိုရင်ပေါပေါပေါမျက်လုံးတောက်တောက်နဲ့ခရီးပင်အောက်ကတယောက်တော်သူကလေးကိုလွှမ်းမိရပြန်သည်အမကြီးဒေါ်ချူပြုံးက တက်ကူကြောင်းကငွေလာမင်းတဲ့အလရှုံးဆိုတာမောရညာကျွညူကြပြတော်မှာခနာကုန်းခုလာတော့အခါတူးနဲ့တူးမိတ်ဆွေအပေါင်းသိ ဖြစ်သွားကြတာတွေဆိုရင်ရှင်နဲ့တုံတခိုက်ခိုက်ဖြစ်လာပြီးဂတ်ကိုတော့ခုံတန်းပြာနဲ့စက်ကောလက်ကတငယ်ချင်းမလေးများထံသို့ဆွေကနေစိတ်ကရောက်သွားပြီးတက်ကတူကိုလွမ်းတဲ့တဲ့အတ္တိပတိလံကိုလွမ်းတဲ့တစ်ပုတ်ပင်ကိုလွမ်းတဲ့လူကဖြင့်စေတန်းပင်မအောင်ပြီးအလောက်ကရသည့်အခါကျွန်တော်ရွေးချယ်မိသည်ကအမှုအခင်းအငင်းပွားမှုတွေကိုစစ်ဆေးစီရင်ရသောအတက်မွေးမှုဘဝဖြစ်ပါသည် ဒေါသအလျောက်ဖြစ်ကြတော့အမှုခွင်းတွေကိုမစစ်ချင်အဆုံးဖြစ်သည်ဒေါသဆိုသည်ရုပ်တရက်ထိန်းချုပ်မှုမလွယ်ဘူးသောအလျံပြင်းသည့်စိတ်ခံစားမှုတစ်မျိုးဖြစ်လျာဒေါသကြောင့်အမှုခွင်းတွေဖြစ်ခဲ့ဒီမှာထူးခြားစံပြသည်ဟုမဆိုတာပါဒေါသသည်စင်ကျင်စဉ်းစားဖို့အချိန်မပေးတတ်သောကြောင့်ဖြစ်ပါသည်ထို့သောလောဘကြတော့ဒီလိုမဟုတ်စင်ကျင်ဖို့စဉ်းစားဖို့အချိန်ရတတ်သည်ဟုကျွန်တော်ထင်သည်တရားရုံးတွင်မှနှစ်ဖက်အမှုတွေတို့အနိုင်ယူလိုစိတ်ပြင်းထန်သောအမှုတစ်မျိုးရှိသည် အမွေမှုများပဲဖြစ်ပါသည်အမွေမှုဆိုတာတွေးသားအရင်အကြံတွေတွေ့ဆုံပြိုင်သည့်အမှုမျိုးဖြစ်သည့်အရင်နှင့်ဝန်ကွယ်ဘယ်တော့မှ အမွေမှုမဖြစ်ဖြစ်လို့မရအမွေသည်အောက်သို့ဆုံရင်အထက်သို့မဆန်ရတွင်းနီသူက တွေးဝေးသူကိုအမွေမှပြထုတ်နိုင်သည်ဟုမြမဒလိထုံတဲ့ဥပဒေက ဆိုထားသည်ဖြင့်ဝန်ကွယ်ကအရင်ထံမှအမွေတောင်းခွင့်မရှိ အရင်တွင်အမွေလူကြသည်ညီအကိုမောင်နှမချင်းစစ်ခင်းသည့်အမွေမှုများ၌ဒေါသသည်ဇက်လိုက်ဖြစ်သည့်လောဘကြောင့်ဒရိုက်တာဖြစ်သည်တူတုံစင်းကောင်းနင်းချင်းဆိုသည့်တန်ရုံးစဉ်ချို့ကိုလောဘမီးလျံကရှုမြတ်ဖြတ်တောက်ပစ်လိုက်သည်ချိုးတဲ့နွမ်းပါသူတို့သည်ချမ်းသာကြွယ်ဝသူတို့ထက်ပို၍ကျင်နာတတ်သည်ပြည့်ကျွယ်ချမ်းသာခြင်း၌လောဘကြင်စာတွေကန့်ညိနေတတ်သည်ကျွန်တော်သည်အမွေမှုတွေကို စစ်ဆေးရသည့်အခါတိုင်းကြပြလေးတစ်ပုဒ်ကိုတတိယနေမိတတ်ပါသည် ထင်ကြသေးသည်ကွေးလေးငယ်ရွယ်အမိကွယ်ကခုဝဲတိုင်ကြမောင်နှမတို့ယူရတာကြီးကျင်လေသည်တိရှင်ကြသေးသည်ကြည်အေးတာလမောင်နှမတို့ဘရကင်းကွာစီးစိန်သာ၌မြတ်တာတီကြီးရှင်လေသည်တိမြင်ရသေးသည်မအေးဖွယ်မူဒဇိန်သူအားကြည်ပြူစိတ်မှာနှောက်ကျင်လျာဟုမြတ်တာရစ်ခွေချစ်ပါလေတော့ရာဝင်နွမ်းလျငေနမအားမုတ်ချအမှန်မေလျော့ကြံမီ ရင်းလေသည်သည်ငရွယ်စင်၌ပင်ကွယ်လွန်ခဲ့ရရှာသောကဗျာဆရာမဒေါခင်စောမူ၏ကဗျာဖြစ်သည်ကဗျာလေး၌နမငယ်ထွေး၏ခြေခွေးရိပ်ကလေးထင်နေသည်ကဗျာရနက်နှင့်မြစ်တာရနက်နှင့်အလွမ်းမြတ်မြတ်ကလေးတင်းနေသည်သစိမ့်ဖက်သည်ဖြင့်သစိမ့်ပြင်ပြင်ဖြစ်တော်သည့်သဘောကိုမြင်ရသည် နာစရာရှိရင်လွမ်းစရာနဲ့ဖြေဖို့ဆိုခြင်းကြောင့်အလွမ်း၌ကောင်းသောအနက်ရှိနေသေးကြသည်တချို့သောနာကျင်ခါတတ်မှုတို့ကိုအလွမ်းကဖြေပြောက်ပေးနိုင်လိမ့်မည်ဟုကျွန်တော်ယုံသည်တို့တော့မျက်ရည်တိုင်းတော့ဖြင့်အလွမ်းမဟုတ်ပါယောမမျိုးကြီးကိုမီးတိုက်ပြီးမှနီရိုးပင်ကမျက်ရည်တောက်တော့ကျပြန်နေခြင်းမှာအလွမ်းမဖြစ်နိုင်ပါ ဖြစ်ချင်းဖြင့်ယူသွမိုင်မဲမှုသာဖြစ်တန်ရပါသည် ကျွန်တော်ပြန်ပြောကြည့်ပါမည်အဖိုးတို့နှစ်ဦးကလွမ်းတက်အောင်မှသင်မပေးခဲ့ကြပဲဆိုဒီကိုကျွန်တော်အလုံးနှစ်သက်ပါသည်ငယ်စဉ်ကလည်းငယ်စဉ်အလျောက်ရွယ်စဉ်လည်းရွယ်စဉ်အလျောက်အလွမ်းကိုသင်ယူတက်မြောက်ဖို့လိုမည်ထင်သည်အလွမ်းသည်ချစ်မြတ်တာအပြင်အခြားသောအရာများကိုလည်းသင်ကြားပေးနိုင်သောကြောင့်ဖြစ်ပါသည်ကြီးကျယ်နဲ့ဆိုင်သည့်အလွမ်းကိုဖွဲ့ဆိုသောကဗျာတစ်ပုဒ်မှာဆရာမင်းသူဝင်ဤသူမာတန်းဖြစ်သည် ရန်သူတို့ဆုတ်ခွာပြီးညှုတ်ကြံထားရခဲ့သောဘုံကိုတိုက်မိတက်နေမိတဲ့ဖြင့်သင်အံ့မှုမှုဖြစ်နေသည့်ပျောက်ကြားရဲဘော်ကလေးတို့၏အလွမ်းမာတမ်းဖြစ်ပါသည်အမောင်ပျောက်ကြားချစ်သူအားကိုဗာမြန်းမှာခဲ့လို့တည်းနေကကျင်မြတ်မိသက်မှတ်ကိုခွန့်လွတ်ခဲ့ကြောင်းပြောပါလေအမောင်ပျောက်ကြားမိဘအားကိုဗာမြန်းမှာခဲ့လို့တည်းမွေးသည့်မိခင် မွေးဖခင်ကိုဥတင်ခဲ့ကြောင်းပြောပါလေ အမောင်ပြောကြားတိုင်းပြည်အားကိုပါများမှာခဲ့လို့တဲ့ခยีမတ်တဲ့လမ်းခူးလက်ကကိုလွတ်ရှောင်းသွားခွဲရပါ၍အာနာခေချောင်းပြောပါလေသူ့အလွမ်းကလှသည်သူ့အလွမ်းကချင်းမြတာဖြစ်သည်သူ့အလွမ်းကဆွလွတ်အနစ်နာခံခြင်းဖြစ်သည်တစ္ဆာတရားနှင့်တတ္တိလည်းဖြစ်သည်ယန္တုလက်ချက်နှင့်တရားတော်မိရေဘော်လေးကတိုင်းပြည်ကိုအာနာတဲ့တိုင်းပြည်ကိုအမတာတတ်တော်သူများသည်ရေဘော်ကလေးအလွမ်းကိုအာနာဖို့ကောင်းသည် ်လူဆိုသည်မှာလွမ်းတက်ဖို့လိုသည်အကျဉ်သူသည်မလွမ်းတက်ရင်မချစ်တက်မချစ်တက်ရင်မဆာနာတက်မဆာနာတက်သူတို့သည်အတ္တကြီးတက်ဖြစ်စည်းတက်သည်လူသူတည်းငတိမာပြီးရောလှုပ်တက်သည်အခြားသူတပါးတို့ဤညက်ရည်အိုင်၌ကူးခတ်ပြုံမှွေနိုင်သည်သိန်းခုပြီကိုမလွမ်းတတ်သူတို့သာသိန်းခုပြီကိုမီးရှို့ရသည်အခွင့်ရှိမည်ဆိုကကျွန်တော်သည်အလွမ်းတင်ចောင်းလေးတောင်းထူထောင်ရှင်ပါသည်ចောင်းပရဝတ်၌ ဝါယုံပင်ကလေးများနဲ့စိမ့်လက်သောမျက်ခင်းပြင်တစ်ခုရှိရမည်။သိရိပ်ဝဝေလေးပြေအေးအေးတေးတီသောမျက်ကလေးတွေလည်းရှိရမည်။ချစ်တက်ခင်တဲ့ကျင်နာတဲ့ခံစားစာနာတဲ့အောင် ကပြားတချင်းပုံဝတ္ထုလေးတွေကိုသင်ပေးနိုင်သည့်ဆရာဆရာမကတိကပါမောက္ခများလည်းရှိရမည်။ ထိုចောင်းကလေးသည်လွမ်းတဲ့သူများကိုမွေးဖွားပေးရမည်လွမ်းတဲ့အောင်လစ်ချင်ပေးရမည်မလွမ်းတဲ့သူတို့ကြောင့်ကျမငင်ခဲ့ရသောတိုင်းပြည်တည်းကြီးကိုတနေ့သောအခါလွမ်းတဲ့သူများဖြင့်အသည့်ပြန်လဲတိဆောက်ချင်ပါသည်ဩဂုတ်2019ပြည်သူအရေးကြတဲ့အဲဆိုရင်ဒီကဆိုရင်သိမကြသည်တော့ကာလာကထွက်ရှိထားတဲ့ဆောင်းပါလေးတစ်ခုဖြစ်တယ်ဗောနော်အမ်သူပြောတဲ့အကြောင်းအရာလေးကိုပြောရရင်တော့ လွန်တက်တယ်ဆိုတာခံစားတယ်လို့သားလေးခံစားတယ်လို့သားလေးဖြစ်တည်ရဲ့ပေါ့နော်ဆိုခံစားမှုကနှလုံးသားကလာတယ်ကဘာမှာအနုညံဆိုအရာတွေကဘယ်ကနေဖြစ်တည်လာလဲဆိုရင်နှလုံးသားကဖြစ်တည်လာတာဖြစ်ပါတယ်ငငယ်ကာလတွေတုန်းကတော့လွန်နေဆိုတာခံစားရတယ်နာကျင်ရတယ်လို့ယုံကြည်ခဲ့တာပေါ့နော်ထင်မြင်ခဲ့တာဆိုလွန်နေဆိုတဲ့စကားကိုသိမပြောချင်ခဲ့ဘူးပေါ့နော် ဟိုတချင်းနားထောင်ရင်တော့အလိုလိုန်းစေတဲ့တချင်းမျိုးတိတ်မကြိုက်ခဲ့ဘူး။ဒါပေမဲ့တပြေးပြေးနဲ့မဖြစ်လာလဲဆိုတော့လွမ်းရတဲ့အရာသာလေးရတယ်တော်တော်ကောင်းမွန်ကောင်းမွန်နူးညံ့ပြီးတော့ချိုသာပြီးတော့တိမ်မွေ့ပြီးတော့ဟာခံစားရတဲ့ခံစားမှုတွေဖြစ်စေခဲ့တယ်ပေါ့နော်ဆိုတော့ဘယ်ခံစားမှုမဆိုသူ့အလိုလိုတပြေးပြေးနဲ့တင်ယူရင်းရင်းကျက်ရင်း တက်မြောက်သွားတဲ့အရာတွေလို့ထင်မိပါတယ်အလုံးမကျေစုတင်ပါတယ်နောက်ထပ်အကောင်းကြီးတစ်ခုမှပြန်လဲဆုံတွေ့ကြပါတယ်